hello အားလုံးပဲမင်္ဂလာပါရှင် Terror Way ဒီမှာ anonymous page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပေးထားတဲ့ reading လေးရရောဒါတစ်ဖက်လို့ကိုယ်တတိယနေလာဆိုရယ် short reading လေးပဲဖြစ်ပါတယ်အဲတော့ထုံးစံအတိုင်းပဲဒီမှာ file လေး၃ခုရှိရယ်ဒီ file လေး၃ခုတွေရမှာကိုယ်နဲ့ energy ကိုက်မဲ့တင်တဲ့ file ကိုယ်နဲ့အဆင်ပြေမဲ့တင်တဲ့ file လေးကိုရွေးချယ်လို့ရပါတယ်ရှင်ရွေးချယ်ပြီးပါပြီဆိုလို့ရှိရင် time stamp လေးမှာအချိန်လေးကိုကြွားကြည့်ပြီးရောကိုယ်ရွေးချယ်တဲ့ file လေးကိုစတင်ပြီးရောကြည့်လို့ရပါပြီ Hello ဖိုင်ဝမ်းလေးတွေမင်္ဂလာပါရှင်ဖိုင်ဝမ်းလေးတွေအဲတစ်ဖက်လူကိုလွမ်းနေလားပေါ့နော်ကိုတတိယနေလားလွမ်းနေလားသူစိတ်ထဲမှာကိုရှိနေရဲ့လားဆိုရဲဟာလေးကို reading လေးလောက်ထားပေးရပဲဖြစ်ပါတယ်ဆိုတော့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းကိုရွှေထားတာတည်ကြပြီဆိုရင် DVD လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ရှင်ဆိုတော့ဖိုင်ဝမ်းတစ်ဖက်လူကိုတတိယနေလား ก็ไขว้จะพานูรือปูจีอย่างนี้ละก็ไขว้จะพานูรือปูจีอย่างนี้ เออဒီမှာ major gap က2 gap เนาะ minor gap က2 gap ဆိုတော့တစ်ဖက်လူကိုယ်လွမ်းနေလားကိုယ်တတိယနေလားပေါ့เนาะအဓိကတော့လေအဲ့လိုတစ်ဖက်လူကလေနည်းနည်းလေးမာနကြီးရယ်ဆိုပုံစံမျိုးလေးကိုတွေးရဲတတိယတာကတော့တတိယရဲဒါပေမဲ့လေအဲ့လိုသူ့ကိုယ်သူတတိယရင်တော့မှတတိမရရဲ့ပုံစံမျိုးတွေ ပြန်နေရရောသိရမလားမိမိပြပြောင်းနေပြလိုက်တာရောဘာလို့ပေါ့နော်အဲပြီးွားရင်တငယ်ချင်းနေနဲ့လည်းအချိန်ကုန်နေဆိုရယ်ပုံစံမျိုးလေးကိုလည်းတွားပြီးတော့တွေ့ရတယ်음သူကိုတတိယနေရဲ့အချိန်မျိုးတွေသူကိုစိတ်ထဲမှာဟိုဘယ်လိုပြောမလဲမှတ်မိနေရဲ့အချိန်မျိုးတွေကိုကိုအရင်ဟိုမတွေ့ရရင်မနေနိုင်ဖြစ်နေရမျိုးဖုန်းရမ်းခေါ်ခြင်းနေအဲ့လိုအချိန်မျိုးတွေမှာလေသူကိုသူ distraction ထားလိုက်တယ်ပေါ့နော်ဟိုတငယ်ချင်းနေနဲ့ဖုန်းပြောလိုက်တာပဲဖြစ်ဖြစ်တငယ်ချင်းနေနဲ့တွားပြီးတော့အပြင် သွားတွေးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်အထီးကသူ့ကိုယ်သူအဲ့လို distract လုပ်တတ်တဲ့ personality ရှိရတဲ့ဖက်လူอ่ะလေဆိုတော့တတိယရာတော့သူ့ကိုယ်တတိယရယ်ဒါပေမဲ့လာခေါ်มาလည်းမဟုတ်ဘူးစကားလာပြောมาလည်းမဟုတ်ဘူးဟိုတတိယရှားနေရယ်ပေါ့နော်တတိယရာတော့တတိယနေရယ်ဒါပေမဲ့လည်းသူဘက်ကအရင် physically effort မထုတ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးမှာတော့သွားပြီးတွေ့ထားပါတယ်အဲ့တော့ နှစ်ယောက်ရဲ့ connection ကြားရဲ့မှာလဲလေအဲ့လို judge လုပ်တဲ့လူတွေရှိရဲ့ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ထားရဲ့အဲ maybe သူ့ရဲ့တငယ်ချင်းတွေကကိုရီနှစ်ယောက်ကိုသဘောမတူတာမျိုးအဲသူရဲ့အိမ်ကသဘောမတူတာမျိုးသိရမလားနှစ်ယောက်ကြားရဲ့မှာအဖြက်ဝင်နေတဲ့ပုံစံမျိုးပေါ့နော်ချီချီမမိုင်းရောလည်းမဟုတ်ဘူးဟိုအဖြက်ရှိရဲ့ပေါ့နော်အဖြက်ရှိနေရဲ့ဆိုတဲ့ဟာမျိုးလေးကိုသိထားရင်တော့ရပြီ။ तू ကလေနည်းနည်းတော့တကူကောင်းဆန်နေအဲ့တော့ နှစ်ယောက်အဆင်ပြေနေဆိုရင်ကိုဘက်ကစပြီးတော့ခေါ်လိုက်တာမျိုးတွေကိုဘက်ကစပြီးတော့ပြန်ပြောလိုက်တာမျိုးတွေဆိုရင်တော့အဆင်ပြေနိုင်ပေမဲ့ကိုကလည်းအဲ့လိုမပြောချင်တဲ့ပုံစံပေါ့နော်သူ့ဘက်ကလည်းကိုပြန်ခေါ်ရအောင်ပဲစောင့်နေသူပြန်မခေါ်ခြင်းဟိုသူတတိယနေလားဆိုရင်တော့တတိယရောအရန်ရရတယ်ဟိုဘယ်လိုပြောမလဲဘယ်လောက်ထိတတိယရလဲဆိုလို့ရှိရင်တခုခု ကိုပို့ဖို့အတွက်ဟို type လုပ်ပြီးတော့မှရေးလိုက်ပြီးတော့မှသူပြန်ဖြက်လိုက်ရမျိုးပေါ့နော်အဲ့လောက်ထိအဲ့လောက်အဆင့်ထိရောတတိယရယ်ဒါပေမဲ့သူမလုံမိဘူးပေါ့နော်ကိုစာမပို့မိဘူးပေါ့အဲ့လိုပုံစံမျိုးလေးတွေတော့ပြီးတော့တွေ့ထားရယ်ဆိုတော့သူအမှန်တိုင်းပြောရရင်တော့တစ်ဖက်လူကသူကိုယ်တိုင်နေနိုင်အောင်နေနေရယ်ဆိုရယ်ဟာမျိုးလေးတွေတော့ပြီးတော့အမြင်ရရယ်ပေါ့နော်ဆိုတော့ okay ဒီနှစ်ယောက် connection ပေါ့နော်ဒီနှစ်ယောက် connection ကြားရဲမှာတည်တည်တည်ထိုက်တဲ့အရာလေးကဗာလေးဖြစ်မလဲဒီနှစ်ယောက် connection ကြားရဲမှာတည်တည်တည်ထိုက်တာရပါပြီဖြစ်မလဲဒီနှစ်ယောက် 51, ဒီနှစ်ယောက် connection နဲ့မှာတည်တည်တည်ထိုက်တာရတာ okay eo river rocks အဲ့လေတဖက်လူနဲ့ကိုနဲ့ကြားရမှာလေအဲ့လိုမျိုးပေါ့နော်အနောက်ခုနပြောခဲ့သလိုမျိုးပဲအနောက်ရှက်တေးရှိနေရမျိုးတွေအဲကိုရင်းရဲ့ကိုအစင်မပြေစေခြင်းနဲ့လူတွေပေါ့နော်အဲ့လိုမျိုးရှိနေရမျိုးတွေတွေ့ရတယ်ဟိုတတိထားပါဆိုတဲ့ပုံစံပေါ့နော်တတိထားပါဆိုတဲ့ပုံစံမျိုးတွေ့ထားတယ် င်းတယောက်ကြားရဲ့မှာလေအဲ့လိုဖုံးကွယ်ထားတဲ့အရာတွေပေါ့နော်မသိစေချင်တဲ့အရာမျိုးတွေဖုံးကွယ်ထားတဲ့အရာမျိုးတွေလည်းများရဲ့အဲ့လိုတွေးရတယ်အဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောရမလဲအဓိကဖြစ်စေချင်တာလေတယောက်နဲ့တယောက်ပွန့်ပွန့်လင်းလင်းပြောဖို့ပေါ့နော်သူ့ဘက်ကလည်းလေအဲ့လိုကိုစိတ်ညစ်မှာဆိုလို့ကိုစိတ်ရှုပ်မှာဆိုလို့ဆိုပြီးတော့သူ့ရဲ့ပြဿနာတွေသူ့ရဲ့အခက်အခဲတွေကိုမပြောပြရမျိုးရှိကောင်းရှိတတ်တယ် အဲ့ပေါ်မှာ तू ကအဲ့ခက်ခဲတွေကိုစိတ်ညစ်နေပြီစိတ်ရှုပ်နေပြီဒါပေမဲ့ကိုကမသိဘူး तू ဘာခက်ခဲဖြစ်နေလဲဆိုတာမသိဘဲနဲ့သူ့ကိုသွားပြီးပြဿနာရှာမိရမျိုးတွေရစ်မိရမျိုးတွေเนาะအဲ့လိုပုံစံမျိုးတွေမှာလीဒီနှစ်ယောက်ကပြဿနာတော်တော်လေးတက်တက်တဲ့အဓိက तू ကကိုယ်ကိုအဲ့လိုဖုံးကွယ်ထားအများရဲ့ဘာဖြစ်လို့လဲဆိုစိတ်မညစ်စေရှင်လို့လို့တော့ပို့ပြီးတော့မြင်ထားရပေါ့เนาะအခုလက်ရှိမှာတော့အော် तू ဒါသိရင် तू စိတ်ညစ်မှာပဲဟိုဟာလေးသိရင်တော့ तू အဲ့အာကိုစိတ်ညစ်တော့မှာပဲဆိုပြီးတော့မသိစေရှင်လို့တသက်ဖုံးကွယ်ထားရပုံစံမျိုးပေါ့အဲ့အာကိုမှ ဟိုသူကသူတယောက်တည်းကြည်ပြီးတော့စိတ်ညစ်နေရမျိုးကိုကမတိလိုက်လို့ပြဿနာသွားရှာမိတဲ့အချိန်မှာပြဿနာကြီးတက်ပြီးတော့နှစ်ယောက်ကတယောက်နဲ့တယောက်ဟိုနားလည်မှုတွေလွဲတယ်သိရမလားအဆင်မပြေဖြစ်တယ်အဲ့လိုမျိုးလေးကိုပို့ပြီးတော့တွေးရတယ်။အဲ့တော့သူကဖုံးကွယ်ထားလေးရှိရပေါ့နော်ကို့အပေါ်လေ။ Okay အဲ့တော့ angel message လေးတစ်ချက်ဆွဲကြည့်မယ်။ connection အတွက် pi 1အတွက် angel message ကဖြစ်မှာ

ကိုကိုကိုအဲ့လို protect လုပ်ပါကိုကိုကို protection ရှိအောင်နေပါဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးလေးကိုတွေ့ထားရဲ့အဲ့တော့ဟို protection ritual လုပ်တာမျိုးလေးတွေလုပ်ပေးဖို့လိုလိမ့်မယ်ပေါ့နော်ဒါကတော့ဟို energy တကယ်ကြိုက်တဲ့သူတွေအတွက်ယုံကြည်တဲ့သူတွေအတွက်ပြောပြရပေါ့နော် um ဟုတ်တယ် protection ritual မျိုးလုပ်စေချင်တယ်နော်โอเค take a break အဲ့တော့ကိုကလေအဲအရန်ကြီးပေါ့နော်အရန်ကြီးဟို pressure ကြီးများနေရတော့အလုပ်ကိုပဲအရန် focus လုပ်နေရတယ်ဘာလို့ဆိုလို့ရှင် take a break အနားယူပါလို့ပြောချင်တယ်ဒီ connection ကတော့လေအနားယူစရာတော့မလိုဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ငကိုရဲကအရန်ကြီးလဲဟို walk out ဖြစ်နေရဲ့ connection မဟုတ်ဘူးဆိုတော့ဒီ connection ဟာတော့ပုံမှန်အတိုင်းလေးပဲနေလိုက်လို့ရတယ်ဒါကတော့အတိတ်ကကိုအလုပ်ရန်စူးစမ်းနေရမျိုးတွေဒါမှမဟုတ်အရန် pressure ကြီးများနေရမျိုးအရန် CPC နေရမျိုးတွေဆိုလို့ရှင် ဟိုနားเสียရှိရနားပြီးတော့ကိုကိုကိုပေါ့เนาะမီတိုင်းပေါ့ကိုကိုကိုပို့ချေးကိုကိုကိုပို့ပြီးခရူးဆိုင်တဲ့အချိန်လေးပို့များအောင်နေဆိုတဲ့ပုံစံမျိုးလေးကိုပဲပို့ပြီးရရတယ်။ဟို positive vibe လေးပို့ရရပေါ့เนาะ Okay နောက်ဆုံးတစ်ခါကပါဖြစ်မယ်อืม ဲ့တော့ကိုကပေါ့နော်ဒီ relationship မှာဘာလို့လိုချင်လဲဆိုတာတိတိကျကျသိအောင်လုပ်ပါဘာဖြစ်လို့လဲဆိုတော့အနောက်အဆက်ရှိရာဖြစ်တဲ့အတွက်ဟိုကိုနဲ့သူနဲ့ရင်ဖြစ်တဲ့အချိန်ကြာလို့ရှိရင်ဂျားရဲ့သွေးထိုးတဲ့လူတွေအရှိကောင်းရှိလာလိမ့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုကဒီလို society မှာနေချင်တာလားဒီလိုပတ်ဝန်းကျင်မှာနေချင်တာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင် တကယ်ကောင်းတဲ့တကယ်ကောင်းတဲ့လူစီကိုပြောင်းချင်တာလားဆိုတော့ကိုယ့်ကိုတည်အောင်လို့လို့ပြောချင်အဓိကတော့လေဒီလူကတစ်ဖက်လူပေါ့နော်ပြောရမစင်ဖိုင်ဝမ်းနေတဲ့တစ်ဖက်လူက selfish လဲဟိုဖြစ်တာမျိုးမာနမလို့အဖဲနဲ့ပေါ့နော်မာနကြီးနေရမျိုးလေးရှိရဖြစ်တဲ့အတွက်ဒီ connection ကိုတော့လေ universe ကအရင်အားပေးနေရမျိုးတော့မဟုတ်ဘူးပေါ့နော်ဟိုပြက်ပြက်လို့ရရဲဆိုတဲ့ဟာမျိုးလေးပေါ့ပြက်စီချင်တယ်ဆိုတဲ့ဟာမျိုးလေးရရှိဒါပေမဲ့ပြက်တာမပြက်တာကိုယ့်ရဲ့ choice ပေါ့နော် ဒီမှာတွေ့ရတဲ့လောက်ကတော့ universe ကအဲ့လိုကိုကိုကိုပဲ focus လုပ်ပါကိုကိုကိုပဲ protect ဖြစ်အောင်ကိုကိုကိုကာကွယ်အောင်ဟိုအဲ့လိုကြီးပဲပြောနေရမျိုးပေါ့နော်လုံခြုံအောင်နေစတဲ့ပုံစံမျိုးအဲ့လိုမျိုးကြီးပဲပြောနေရဆိုတော့တတိယဟိုထားပေါ့နော်အရန် mm toxic မဖြစ်လာခင်ဘာလုပ်တင်လဲဆိုတာကိုတစ်ချက်စဉ်းစားပေါ့เนาะအဲ့လိုမျိုးလေးကိုပြောချင်ပါတယ်ဆိုတော့ okay ဒါလေးတွေကတော့ phi 1လေးရဲ့ region ဖြစ်ပါတယ်ဆိုတော့ phi 1လေးရေ resonate ဖြစ်မယ်လို့လည်းထင်တယ်ဒီ region ကိုအဆုံးထိလိုက်ကြည့်ပေးကြရတဲ့အတွက်ရောဒီ apex in region တွေကိုစောင့်ကြည့်ပေးရတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ phi 1လေးတွေနောက်ထပ် region မှာပြန်ပြီးတော့တွေ့ကြမယ်เนาะ Hello Pi 2လေးမင်္ဂလာပါရှင်အဲ့တော့ Pi 2အခုကိုက Pi 2ကိုရွေးထားသေးကြပြီဆိုရင်ဒီ region လေးကိုဆက်ကြည့်လို့ရပါတယ်အဲ့တော့ဒီ region မှာတစ်ဖက်လူပေါ်တော့လက်ရှိကိုသတိရနေလားဆိုရယ် energy လေးကိုကြည့်မှာဖြစ်တယ်ကိုအခုလက်ရှိကြည့်နေတဲ့အချိန်ပေါ်တော့အဲ့ချိန်အခုချိန်မှာကိုသတိရနေလားဆိုတာကိုကြည့်မှာဖြစ်ပါတယ်ပြီးတော့ရင်ထုံးစံတိုင်းမှာဟို oracle ကလေးတွေရဲ့ပြီးတော့ angel message လေးတွေလည်းထပ်ပြီးရောဆွဲထားပေးရပေါ့နော်အဲဒီ region ကအရင်အရှိရောမဟုတ်ဘူး ဆိုတော့ကက်ကက်ကလေးကြီးကိုပေါ့နော်အေးစစေးလေးဆွဲချင်တာဖြစ်တဲ့အတွက်ဟိုကြည့်ရသူတွေအနေနဲ့လည်းစိတ်ရှိရှိလေးနဲ့အေးစစေးလေးကြည့်ပြပါလို့ပြောချင်ပါတယ်။အဲ့တော့ okay pile 2 dependu ye la shi energy ma ko tri ya ni ya lu shi de ye la tu ko tri ya de ye la okay pile 2 dependu ko tri ya ni ตัวလေตะติยอยะเอဒါပေမဲ့လေดอသားကြီးလဲထွက်နေရယ်ဆိုပုံစံမျိုးပေါ့เนาะကိုယ်စိတ်ဆိုးနေုံမဲစိတ်ကောက်နေုံမဲเนาะအဲ့လိုပုံစံမျိုးလေးကိုတွေ့ထားတယ်โอเค So pile number 2 3ตัวเนี่ยกูเนี่ยจ่ายมาလीอืม um conflict ဖြစ်တာလေးအရင်များရဲ့နားလည်မှုလွဲရမျိုးလေးပေါ့နော်တယောက်နဲ့တယောက်နားမလည်ရမျိုးလေးနားလည်မှုလွဲရမျိုးလေးအရင်များရဲ့ဆွဲပုံစံလေးကိုတွေ့ထားတယ်။ပြီးတော့လေသူကအဲ့လိုဒေါသကြီးရဲ့ပေါ့နော်ဒေါသကြီးရဲ့အညိုးကြီးရဲ့ဆွဲပုံစံမျိုးလေးကိုလည်းတွေ့ထားတယ်။အဲ့ဟာအရင်တော့လေမကောင်းပေါ့နော်အဲ့လိုအညိုးကြီးရမျိုးလေးဒေါသကြီးရမျိုးကြီးじゃတော့တဖက်လူရဲ့ပုံစံကလေဘယ်လိုပြောမလဲအဲ့လို financially အရင်အဆင်ပြေရဲ့ ဟိုပြောရရင်ပတ်စံရှိရဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော် background ရှိရဲ့အဲ့လိုပုံစံမျိုးလေးတွေကိုတွားပြီးတော့တွေ့ရတယ် financially မှာတော်တော်လေးအဆင်ပြေရဲ့အဲဟို generation like အဆင်ပြေလာမျိုးလေးဖြစ်နိုင်တယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆိုတော့ तू อ่ะပေါ့နော်ဟိုတခုခုဆိုလို့ရှိရင် ဒေါသထွက်တယ်ဒါပေမဲ့အဲဒေါသထွက်တဲ့အရာကြီးကလေသူများရေမသိဘူးပေါ့နော်ဟိုအပြင်မှာဆိုလို့ရှင်ဘယ်လိုပြောမလဲဟိုပြုံး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 မဲ့အေးစစ်စစ်ပဲလုံးဝဟို chill ဖြစ်တယ်အေးစစ်စစ်ပုံစံမျိုးဆိုရင်သူ့ရဲ့ dark side ကအဲ့လိုအရန်ဒေါသထွက်တတ်တာမျိုးပေါ့နော်အဲ့ပုံမှာ အဲ့ဟာကောင်းတော့မကောင်းဘောเนาะအဲ့လိုအမြဲအရန်ဒေါသထွက်တတ်တာတခုခုဆိုရင်မှတ်ထားပြီးတော့တချိန်ကြာမှပောက်ကွဲထွက်လာအဲ့လိုပုံစံမျိုးလေးပေါ့အဲ့တော့လက်ရှိမှာလည်းတစ်ဖက်သူကအဲ့လိုမျိုးဖြစ်နေရဟိုသူကိုယ်ကိုတီးခန့်လာရရဲ့လေရှိကောင်းရှိလိမ့်မယ်ပေါ့เนาะသူအတွက်အဲ့အချိန်မှာသူအခုဘယ်လိုခံစားနေရလဲဆိုတော့တတိယရဲ့ဆိုတာထက်ဟိုဒေါသဖြစ်တယ်ကိုယ်အကြောင်းစဉ်းစားလိုက်လို့ရှိရင်ဒေါသဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုသွားပြီးမြင်ရတယ်ဒါပေမဲ့ ဒေါသဖြစ်တာတသက်ချစ်တာတသက်ပေါ်နော်မချစ်တာလည်းမဟုတ်ချစ်တာရောချစ်တယ်။ဒါပေမဲ့ဟိုကိုနဲ့အကြောင်းပြန်စဉ်းစားမိလိုက်တဲ့အချိန်ညာလို့ရှိရင်စိတ်တိုတာမျိုးတွေဒေါသထွက်တာမျိုးတွေရောရှိသေးတယ်ပေါ့နော်တစ်ဖက်လူစီမှာလေအဲ့လိုပုံစံမျိုးလေးတွေကိုတော့တွေ့ထားရယ်။ဆိုတော့တစ်ဖက်လူကလေအခုချိန်မှာသူနဲ့ကိုနဲ့ကြားရမှာဟို balance မဖြစ်ဘူးပေါ့နော်။ तू ကအရင် ဟို dominant ဖြစ်နေရမျိုးဖြစ်နိုင်နေတယ်။သူကအရင် dollar ထွက်တဲ့တဲ့လူမျိုးဖြစ်နေရမျိုးဖြစ်နိုင်နေတယ်။အဲ့တော့တယောက်နဲ့တယောက်ကြိုင်မှာ balance မရှိဘူး။အဲနားလည်မှုလည်းမရှိဘူးပေါ့နော်။သူကလေတခုလိုချင်းတခုဆွန့်လွှတ်ရမယ်ဆိုတဲ့ပုံစံမျိုးမှရှိနေ။အဲ့တော့သူ့ရဲ့အဲ့လိုမာနရေသူအခုရှိနေရပေါ့နော်မာနရေဒါမှမဟုတ်ရှင်အဲ့လိုမန်နေပေါ့အဲ့ဒါတွေကိုလုံးဝဖြေလျှော့သွားပြီဆိုတော့မှကိုနာကိုပြန်ရောက်လာလိမ့်မယ်အဲတတိယတော့ရတော့ရနေရပေါ့နော်ဒါပေမဲ့အခုချိန်မှာအဲ့ ဒေါသတွေဟိုစိတ်တိုးတာတွေမန်နေမာနရရှိနေသေးရဖြစ်တဲ့အတွက်ကိုနောက်တော့ပြန်မရောက်လာနိုင်သေးဘူးပေါ့နော်ဒါပေမဲ့တစ်ချိန်ကျရင်တော့ရောက်ချင်ရောက်လာလိမ့်မယ်အဲကို့ကိုတတိယနေလာဆိုရင်တော့ကို့ကိုတော့တော်တော်လေးတတိယနေရဲ့အဲ့လိုပုံစံမျိုးတွေ့ရတယ်။တတိယရတာတော့ရတယ်။ဒါပေမဲ့ဟိုအရန်တော့ positive ဘက်မရောက်ဘူးလို့မြင်နေပေါ့နော်။ဘာဖြစ်လို့လဲဆိုကိုကြောင်းစဉ်းစားလိုက်တိုင်းဒေါသဖြစ်နေရတယ်ဆိုတော့လေနော်။အဲ့လိုပုံစံမျိုးလေးကိုတော့တွေ့ထားတယ်။ ဆိုတော့ဒီနှစ်ယောက်ရဲ့ connection ကို Oracle ကလေးတစ်ချက်ဆွဲရှိမယ်။ဆိုတော့ Py 2နဲ့ Depend Lucha ရဲ့ connection Okay. Py 2နဲ့ ဲ့တစ်ဖက်လူကြားရဲ့ connection မှာอืมအဲ့ပေါ်တော့ဒီ phi 2တွေမှာလည်းအဲ့လိုမျိုးလေအရန်ဟို universe ကဒီ relationship ကို support လုပ်တဲ့တဲမှာတော့မပါဘူးပေါ့နော်အမှန်တိုင်းပြောရလို့ရှင်ပြက်လိုက်လေဟိုပြက်စီရင်နေပြက်လိုက်လေရရဲဆိုတဲ့သဘောမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်အဓိကကလေအဲ့လိုမျိုးတစ်ဖက်လူရဲ့ပုံစံနည်းနည်းလေး မကောင်းဘောเนาะနည်းနည်းလေး reflect ဖြစ်တယ်ဆိုရဲဟာမျိုးလေးရောမြင်တယ်အဲ့ကိုလုံးချင်နိုင်ကိုဖြစ်ချင်နိုင်ရတော့လေဖြစ်တော့ဖြစ်လာနိုင်မယ်ပေါ့เนาะဒီ file 2တွေထဲမှာလေဟို ritual လုပ်နေတဲ့သူတွေလေးတွေပါရင်ပါနိုင်တယ်ဒါမှမဟုတ်ရှင် manifestation တွေလုပ်နေတဲ့သူတွေပါရင်ပါနိုင်တယ် ဟိုကိုနားက spirit တွေကကိုပြောအောင်ကြားနေရတယ်ပေါ့နော်ဆိုလိုချင်တာကိုဆူတောင်းပါဖြစ်ချင်တာကိုပြောပါ manifest များများလုပ်ပါဖြစ်နိုင် ritually လုပ်ပါမို့ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တာကိုလုပ်ပါအဲဆိုလို့ရှိရင် manifestation နေအောင်မြင်နိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ထားရနော်ဆိုတော့ angel message လေးတစ်ချက်ဆွဲကြည့်မယ်ဒီ file 2နဲ့တစ်ဖက်လူတွေအတွက် angel message ကဘာဖြစ်မလဲဆိုတော့ file 2နဲ့တစ်ဖက်လူတွေအတွက် angel message က ်ပါဖြစ်မှာပဲဆိုတော့ pile 2ကိုလိုချင်တာရလိမ့်မယ်ကိုဖြစ်ချင်တာတေချာပေါက်ရပါလိမ့်မယ် manifestation တွေလုပ်ပါ ritual train ကြည့်ပါเนาะအဲဆိုရင်တော်တော်လေးအဆင်ပြေနိုင်မယ့်နေရာမှာပါတယ်ကိုကဟိုဘယ်လိုပြောမလဲအခု လက်ကီးမဖြစ်နေလဲလက်ကီးဖြစ်လာတော့မယ်เนาะလက်ကီးဖြစ်ဖို့လမ်းကိုကိုသွားနေပြီအဲ့လိုပုံစံမျိုးလေးကိုတွေ့ထားတယ် okay yes เนาะဒီမှာဟိုကိုကဒီအမောင်နဲ့အခုလက်ရှိဖြက်ဖြက်ကောင်းဖြက်နေရလိမ့်မယ်ကွယ်တချို့လူတွေအတွက်ဒါမဲ့ဒီမှာအလင်းရောက်လာလိမ့်မယ်အလင်းတွေ့လာလိမ့်မယ်အလင်းပေါ်လာလိမ့်မယ်အဲ့လိုပုံစံမျိုးပေါ့เนาะဆိုတော့ ကိုကဟိုဘယ်လိုပြောမလဲအမောင်ဒူတွေကနေထွက်နေပြီဆိုတော့ဒီ journey ကိုဆက်သွားပါဆိုပုံစံမျိုးလေးတွေကို universe ကပြောချင်တာပေါ့နော်အဓိကဆိုတော့ okay နောက်ဆုံးတစ်ချက် universe pay to the address take a break အကယ်၍ကိုကဟိုပင်မနေပြီဆိုရင်နားပါပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုပြောချင်တယ်ဒီကက်ကတော့အရင်ဟို serious လေးတော့မဟုတ်ဘူးလို့မြင်တယ် ကိုကကိုယ့်ရဲ့ journey ကိုကိုဖိဖိမမှန်လေးရှောက်နေတဲ့သူတွေအများလိမ့်မယ်ပေါ့နော်ဖိုင်ထူတွေထဲမှာလေး process နဲ့သွားနေတဲ့သူတွေအများပါလိမ့်မယ်ယုံကြည်ပါရဲ့ကိုလိုချင်တာကြီးကိုပြချင်တာကြီးရလာလိမ့်မယ်ဟို ritual လေး try ကြည့်ပါ manifestation တွေများလုပ်ပါနော်ဆိုတော့ okay um ဒါလေးကတော့ဖိုင်ထူလေးရဲ့ rhythm ပဲဖြစ်ပါတယ်ဆိုတော့ဖိုင်ထူလေးတွေအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 3လေးမင်္ဂလာပါရှင်ဆိုတော့ Pi 3အဲဒီ Pi 3ကိုရွေးထားတည်ချပြီဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ Pi 3လေးကြီးရဲ့တစ်ဖက်လူပေါ့နော်ကိုယ်စိတ်ထဲမှာရှိတဲ့တစ်ဖက်လူကိုယ်သတိရနေလားဆိုတာလေးကို reading လေးလုပ်ထားပေးရပဲဖြစ်ပါတယ်ဆိုတော့ကက်လေးကိုအေးစစ်စစ်လေးဆွဲမယ်အဲကြည့်ပေးကြတဲ့လူတွေလည်းအေးစစ်စစ်လေးပေါ့နော်ကြည့်ပေးကြပါတချို့ကြီးကတော့အလိုကက်ဆွဲရကြရင် ို loss တဲ့ပေါ့နော်အဲဒါကြောင့်မလို့ပါဆိုတော့ okay pi 3တစ်ဖက်လူ pi 3ရေသတိရနေရလား pi 3ရေတစ်ဖက်လူ pi 3ရေသတိရနေရမျိုးရှိလားတစ်ဖက်လူကိုသတိရနေလား okay two of swords ဖက်လူကိုသတိရနေလား ဒီမှာလေအဓိကပေါ့နော်အဲအရာနှစ်ခုပေါ့နော်ပစ္စည်းနှစ်ခုလို့အဲအကြောင်းအရာနှစ်ခုအဲ့လိုနှစ်ခုနှစ်ခုစီကိုရှင်ရွေးနေရတဲ့ဆိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒီလား factory မှာလေ ဖိုက်သွေးလေးတွေတစ်ဖက်လူနဲ့ကိုယ်နဲ့ဂျားရဲမှလေးအဲ့လိုမျိုးဂျားလူတော့ရှိရဲ့ဒီလားဂျားလူတော့ရှိရဲ့အဲဂျားလူတွေဝင်မြောက်နှောက်ရက်နေရဲ့ဆိုပုံစံမျိုးလေးကိုတွေ့ရရဲ့ ဘလိုမျိုးလဲဆိုရင်အဲ့လိုဈာလူတွေကလေပေါ်တင်ကြီးပေါ့နော်အဲ့လိုမကြိုက်ဘူးဘာညာအဲ့လိုလောက်တာတော့မဟုတ်ဘူးဒါပေမဲ့ဟိုဈာရဲ့သွေးထိုးစကားပြောရတာမျိုးတွေသိရမလားဟိုစကားကိုဟိုလိုလိုဒီလိုလိုဟိုစကားတီးပိုဒီစကားဟုတ်ပို့နော်အဲ့လိုပုံစံမျိုးလေးပြောရမျိုးရှိရဲ့ဆိုတော့တစ်ဖက်လူရဲ့ energy မှာလေကိုယ့်ကိုတော့အရန်သတိရရယ်ဒါပေမဲ့လေသူ့ဘက်ကစပြီးရောလာမခေါ်ခြင်းဦးအဲလာခေါ်ခြင်းနောက်မှလာမခေါ်အောင်လို့သူ့ကိုယ်သူထိန်းနေဆိုတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေးရယ်ဆိုတော့တစ်ဖက်လူကကိုယ့်သတိရနေလားဆိုရင်တော့ yes လုံးဝ တတိယနေရယ်ဒါပေမဲ့သတိမရခြင်းအောင်ဟန်ဆောင်တာမျိုးတွေအဲသူတတိယရဲ့အချိန်မှာတခြားတစ်ခုခုနဲ့သူ့ကိုယ်သူ distract လုပ်လိုက်တာမျိုးတွေအဲ့လိုပုံစံမျိုးပေါ့နော်တခြားတစ်ခုခုထားလုပ်လိုက်တာမျိုးတွေအဲ့လိုမျိုးရေးဆိုရင်သတိရရဲ့စိတ်ကြီးပျောက်သွားရပေါ့ဆိုတော့ဒီမှာကလေ fire sign နေ water sign နေဖြစ်ဖို့များရယ် နည်းနည်းလေးနှစ်ယောက်စလုံးပေါ့နော်ပြောရမယ်ဆိုရင်နှစ်ယောက်စလုံးကနည်းနည်းလေး selfish ဖြစ်တယ်အဲနှစ်ယောက်စလုံးတကူကောင်းဆန်ကြရလို့မြင်တယ်။ကိုကလည်းကိုမာနာနဲ့ကို၊သူကလည်းသူ့မာနာနဲ့သူပေါ့နော်။ဟိုမာနာဆိုတာနေရာတိုင်းတော့ထားတာမကောင်းဘူး။ဒါပေမဲ့ထားတဲ့နေရာမှာတော့ထားရမယ်ပေါ့နော်။အဲ့တော့ဒီမားလေးတစ်ဖက်လူနဲ့ကိုနဲ့ပြန်အဆင်ပြေဖို့ဆိုရင်တော့အချိန်ကြာလိမ့်မယ်။ Um Yes အချိန်ကြာလိမ့်မယ်ဟုတ်တယ်အချိန်ကြာလိမ့်မယ်။ အရန်ကြာမှလားဆိုတော့ဟိုလိုမျိုးအရန်ကြာမှမျိုးမဟုတ်ဘူးတလနှစ်လပေါ့နော်အလောက်တော့ကြာလိမ့်မယ်အဲဂျားလူတွေနဲ့လည်းဆိုင်လိမ့်မယ်သူကိုတတိယနေလားဆိုတော့တော်တော်တတိယရယ်ဒါပေမဲ့လေတတိယရဲ့စိတ်တွေကိုလည်းထိနိုင်သလိုမျိုးအလိုသူကိုလာခေါ်ခြင်းတဲ့စိတ်တွေလာပြီးတော့စကားပြောခြင်းတဲ့စိတ်တွေအဲ့လိုမျိုးတွေကိုလည်းလေသူအရအောင်အတက်နိုင်ဆုံးထိန်းထားရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေးရတယ် အာပြီးသွားတော့နောက်တစ်ခါသူကလေအဲ့လိုကိုဘက်ကစကားလာပြောအောင်ကိုဘက်ကစပြီးခေါ်အောင်လို့ဟိုဆူတောင်းတာမျိုးလေးလည်းရှိရပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းတွေ့ထားတယ်နော် Okay အဲ့တော့ Python လေးတွေအတွက်ဒီ Oracle Cat လေးတစ်ချက်ဆွဲကြည့်မယ်ဆိုတော့ Python ဆိုတော့ဖိုက်ကျွေးလေးအကြာ Oracle ကလည်းဘာလို့ဖြစ်မလဲโอเค Pi 3 Aquarius energy လေးကိုတွေးရဲဆိုတော့ Aquarius season မှာပြတ်သွားတဲ့လူတွေဆိုလို့ရှိရင်ပြန်အဆင်ပြေနိုင်တယ်ဆိုတော့ energy မျိုးကိုရထားတယ် င်ပြေလိမ့်မယ်တိလားပြန်တော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့အဲ့လိုအခုနပြောသလိုမျိုးအချိန်တစ်ခုပေါ့နော်အချိန်တစ်ခုကဆောင်းသွားလိမ့်မယ်ပြန်တော့အဆင်ပြေနိုင်သေးတယ်နှစ်ယောက်ကလေ yes အဲ့တော့ဆောင်းကြည့်ပါလေးလပိုင်းငါးလပိုင်းလောက်မှတစ်ချက်ဆောင်းကြည့်ပြန်လာလိမ့်မယ်ပေါ့နော်အဲတတိယနေလားဆိုရင်ခေါင်းစဉ်ကိုပြန်သွားရင်တော့ yes တော်တော်တတိယနေရဲ့အဲတေချာပေါက်တတိယနေရဲ့ဆိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေးရရဲ့ okay အဲ့တော့ angel message လေးတစ်ချက်ဆွဲမယ်နော် Pi 3လေးတွေအတွက် injure message ကဘာဖြစ်မလဲ So pile 3 injure message ကဘာဖြစ်မလဲ Okay အဲ့အဓိကကို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 လည်းယုံကြည်မှုရှိရမယ်ပေါ့နော်။ဖိုက်3တွေလည်း ritual လုပ်ချင်တယ်ဆိုလို့ရှိရင် လုပ်လို့ရရယ်။ကိုယ့်ရဲ့ spirit တွေကကိုနားမှာရှိနေရဲ့ဆိုတဲ့ပုံစံပေါ့နော်။အဲ့တော့ အဓိကတော့ကိုကိုကိုယုံကြည်မှုရှိပါကိုဖြစ်ချင်တာရေကိုလုပ်ချင်တာရေဖြစ်အောင်လုပ်ပါရအောင်လုပ်ပါဆိုတဲ့ပုံစံမျိုးလေးကိုတွေးချရဲဆိုတော့ဖိုင်သွေးလေးရဲ့အတွက် angel message ကပါလေးဖြစ်နေတယ် Okay ကိုလုံးချင်တာရေကိုဖြစ်ချင်တာရေကလေဖြစ်လာလိမ့်မယ်ဒီကက်လေးရအရန် positive တွေများရေပေါ့နော်ဒီ region မှာလေး ဲ့တော့ကိုက manifestation တွေပါလုပ်တယ်ဆိုလို့ရှင် ပေါ့เนาะ manifest လုပ်ရမှာကိုတာဝန်ပေးတာမပေးတာ universe ရဲ့တာဝန်အဲ့တော့သူ့ရဲ့တာဝန်ကိုမကြည့်နေဘဲနဲ့ကိုယ့်ရဲ့တာဝန်ကိုကိုကြည်ပြွန်စွာလုပ်ပါအဲ့ဒါဆိုလို့ရှင်ရင်ကိုလိုချင်တာရလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေ့ထားရဲပြီးတော့အဲ February ပေါ့เนาะအဲ January December January February match ပေါ့အဲ့လောက်ပေါ့နော်အဲ့လောက်ဝင်ကျင်မှာဒီနှစ်အစပိုင်းပေါ့နော်ပြောရမယ်ဆိုအဲ့လောက်ဝင်ကျင်မှာပြတ်ထားတဲ့သူတွေအဲ့လောက်ဝင်ကျင်မှာ no contact ဖြစ်သွားတဲ့လူတွေဆိုလို့ရှိရင် April အကုန်အဲ၄လပိုင်း၅လပိုင်းလောက်မှာတစ်ချက်စောင့်ကြည့်ပါအဲ့လိုမျိုးပေါ့နော်အဆင်ပြေပြေးနိုင်တယ်တချို့တချို့ဆိုအတွဲပေါ့တရာမှာ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိအဆင်ပြေမဲ့ပြန်လာတတ်တယ်လို့တွေးထားတယ်အဲ့တော့သူတို့လည်းကိုယ်ကိုတော်တော်လေးသတိရနေရဖြစ်တဲ့အတွက် ညှိညှိနိုင်နိုင်နေပေါ့နော်ပြန်ပြီးတော့အဆင်ပြေသွားတဲ့အတွဲတွေအများလိမ့်မယ်လို့တော့တွေးထားပါတယ်ဖိုက်3တွေမှာပေါ့နော်ဆိုတော့ okay ဒါလေးကတော့ဒါ file 3လေးရေ region မှာ file 3လေးရေဆုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ဆိုတော့နောက်ထပ် region မှာပြန်ပြီးတော့တွေ့ကြမယ်နော်